ကွန်ပျူတာမှာဖိုင်တွေသိမ်းရတဲ့အခါမှာဖိုင်ဆိုင်တွေများပြီးတော့စိတ်ညစ်နေပြီလားဒါဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်လိုက်ပါဖိုင်ဆိုင်တွေကများနေလို့ဖိုင်ဆိုင်တွေကြီးနေရဆိုလို့ရှိရင်အဲ raw file အဖြစ်ပြောင်းပြီးတော့ဖိုင်ဆိုင်တွေကိုချုပ်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဘယ်လိုလေးလဲဆိုလို့ရှိရင်ကျွန်တော်တို့အဲဗီဒီယိုလေးကိုကြည့်လိုက်အောင်เนาะโอเคအဲ့တော့ဥပမာကျွန်တော်ဒီဖိုင်လေးပဲဆိုပါဦးဆိုကျွန်တော်ဒီဖိုင်လေးက အဲသူ့ရဲ့ file size ကိုကြည့်ကြည့်တယ်ဆိုရင်ဒီပေါ်မှာ right click ကိုနေပြီးတော့ဒီ property ဆိုတာလေးတွေ့လိုက်နော် အဲဒီစားဒါဆိုလို့ရှိရင်8.5 megabyte နော် megabyte ရှိပါတယ်ဒါကကျွန်တော် file size သေးတရာလေးနဲ့ပြပါဘောနော်ဟိုမိတ်ဆွေတို့ကဘောနော်ဒီ folder တွေမှာ file size တွေတအားများနေရဆိုလို့ရှိရင်ကွန်ပျူတာကဘောနော် hard disk မှာနေရာတွေအများ space တွေယူနေရဆိုလို့ရှိရင်အဲဒီခုလောက်ပြမဲ့ raw ပုံစံမျိုးလေးနဲ့ file size တွေကိုရှုပ်လိုက်ပါ raw တွေ file size တွေနဲ့တိတိတသာဘောနော်ခြောက်သွားပါလိမ့်မယ်နော်โอเคအဲ့တော့အဲလုပ်လဲရအောင်နော်အဲ့တော့ကျွန်တော်အရင်ဥစား raphine ကိုလောက်တော့မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ကွန်ပျူတာမှာ rain raw ဆိုတဲ့ software ရှိနေဖို့လိုပါတယ် rain raw software မရှိဘူးဆိုလို့ရှိရင်ကျွန်တော်ရှင်မှာတောင်းလို့ရပါတယ်เนาะအဲ့တော့ raw ဒီ folder လေးကို raw အနေနဲ့ချုပ်တော့မယ်ဆိုရင်ဒီ folder ပေါ်မှာ right click ကိုနှိပ်လိုက်เนาะနှိပ်ပြီးတော့ကျွန်တော်ဒီမှာ rain raw ဆိုရဲဒါလေးဒီ software လေးရတာ ွင့်ပြုတာပါထည့်ထားမှာเนาะမထည့်ထားဘူးဆိုလို့ရှိရင်ဒီပုံစံလေးပေါ်နေမှာမဟုတ်ပါဘူးထည့်ထားပါเนาะအဲ့တော့ winrar ဆိုတဲ့ software လေးเนาะဒီကောင်လေးကိုတစ်ချက်သွားလိုက်ရင်ဒီမှာမျှလေးရှိရယ်ဒီထည့်ရမှာကျွန်တော်ကဒီမှာ add to ရှိရယ်เนาะဒါ add to ဒါကို name.rar လို့ခေါ်ပါတယ် add to ဒီမှာကိုယ်နာမည်ရေးတဲ့အတိုင်းလေးဒီမှာလာပေါ်နေမှာဖြစ်ပါတယ်เนาะကျွန်တော်ကဒီနာမည်လေးနဲ့ရေးထားလို့ဒီနာမည်လေးလာပေါ်နေရယ်เนาะအဲ့တော့ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်เนาะ Okay ဒါဆိုလို့ရှိရင်ဒီမှာဒီမှာเนาะ ရာလေးအနေနဲ့ချုပ်ပြီးသွားပါပြီအဒီရာလေးကိုကျွန်တော်ကသူ့ရဲ့ file size ကို ကြည့်ကျင်နေဆိုရင်ဒီမှာ right click ကိုနော်ဆိုရလို့နှိပ်လိုက်ပါ property ကိုသွားလိုက် okay အဲ့ဒါလို့ရှိရင် file size ကဒီမှာ8.43ပဲရှိပါတော့ရေနော်ဒါ file size လေးကျော့သွားပါရေနော်အဲဒါလေးကသူက file နေရတစ်ခုနဲ့တစ်ခုတော့မတူပါဘူးနော်ဒီတဲ့ပို့ပြီးတော့ file size တွေအများကြီးကျော့သွားတဲ့ဟာတွေလည်းအများကြီးရှိပါရေနော်အဲ့တော့ကိုယ်ကကွန်ပျူတာထဲမှာ file data တွေလေးနေလို့ပေါ့နော် file data တွေများနေလို့ ဖိုင်ဆိုင်တွေချောက်ရကျင်တဲ့ခါမှာဆိုလို့ရှိရင်ဒီကောင်လေးနဲ့အသုံးပြုလို့ရပါတယ်။သူတို့ကပုံမှန်လေးကိုတော်တော်လေးဖိုင်ဆိုင်တွေကြီးတော်တော်များရယ်ဆိုလို့ရှိရင်တော်တော်လေးဟောတိတိတသာဖိုင်ဆိုင်ကိုချော့ပြနော်ချောက်ချပေးသွားပါတယ်။ဟိုဒီပုံစံမျိုးလေးနေတဲ့ဖိုင်ဆိုင်ချုပ်ပြီးသွားရည်ဆိုလို့ရှိရင်ကျွန်တော်ဒီမူရင်းဖိုင်ကိုကျွန်တော်မထားလည်းရသွားပါပြီ။မူရင်းဖိုင်ကိုဖြတ်ချင်တယ်ဆိုလို့ရှိရင်လည်းဖြတ်လိုက်လို့เนาะဖြတ်လိုက်လို့ရပါတယ်။ဟုတ်ကဲ့ဒီ raw file လေးရှိရည်ဆိုတော့ကျွန်တော်ဒီ raw file လေးကို နော်ဖိုင်ဖြစ်ပြန်ပြီးတော့ပြောင်းကျင်တယ်ဆိုရင်ပြောင်းလို့ရတယ်ဒီဘက်မှာ right click ကိုနှိပ်လိုက်နှိပ်ပြီးတော့ညောညူ rim wall ကိုသွားလိုက်မယ်ဒီမှာ extra နော် extra here ဆိုတာလေးရှိတယ်နော်အဲဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်နော် extra here ဆိုညောဒီနေရာမှာနေ raw ကိုဖြည့်ချတာဖြစ်ပါတယ်နော်အဲ extra here ကနေလို့ extra 2ဆိုလို့ရှိရင်သူကဒီအဲ4ဟာလေးနဲ့ပေါ့နော်လုတ်ပြီးရဲ့ဒီမှာ file လေးနေနေလည်း raw ဖြီးလို့ရတယ်ကိုကြိုက်တဲ့သက်တူလို့ဖြီးလို့ရတယ်နော်ဒီနေရာမှာလည်းဖြီးနေတယ်ဆိုရင် extra here ကိုနေလိုက် ဘယ်ဆိုဒီအရဆိုရင် အပေါ်မှာသူကဒီမှာအဲရာလေးနော်ရာဖီရဲ့ဖိုင်တွေကိုကြာလာပါလိမ့်မယ်အဲဒါလေးကပါလဲဆိုကျွန်တော်တို့အကွန်ပျူတာမှာဖိုင်ဆိုင်တွေတိတ်နာများတဲ့ခါမှာဆော့ချချင်တယ်ဆိုလို့ရှိရင်နော်ဒီ WinRAR software လေးနဲ့အသုံးပြုလို့ရပါတယ်နော်ဘယ်ဆိုလို့ရဲ့ဖိုင်တွေမှာလေးနေရများနေဆိုလို့ရှိရင်ဒါလေးကိုအသုံးကြည့်ပါတကယ်ဟောအသုံးပြုလို့ကောင်းပါတယ်နော်ဖိုင်ဆိုင်တွေအများကြီးရောက်ကြစီပါတယ်နော်โอเคဒါဆိုလို့ရှိရင်ရမယ်လို့ထင်ပါတယ်အားလုံးပဲအဆင်ပြေပါစေခင်ဗျာ